မီဇိုရန်ပြည်နယ်ဝင်းကြီးချုပ်ကူလာတို့ဟိုမှာအိုင်ဇောမြို့မှာဂျွန်လာကိုရက်ကမီဇိုရန်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရဲ့ပထမဆုံးကြိမ်အစည်းအဝေးကိုတဘာပတိဖြစ်ဦးဆောင်ပြုလုပ်ခဲ့တယ်လို့အိန္ဒိယတူတီသတင်း website ကဖော်ပြခဲ့ပါတယ်။မီဇိုရန်ပြည်နယ်နယ်စပ်ဒေသတွေနဲ့ပြည်နယ်လုံခြုံရေးကာကွယ်ဖို့မတူကွဲပြားတဲ့အစိုးရဌာနတွေနဲ့အေဂျင်စီတွေကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်စေဖို့ဒီကော်မတီကိုထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီစည်းအဝေးမှာအိန္ဒိယမြန်မာနယ်စပ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေရှိလုံခြုံရေးအခြေအနေတွေကိုအဓိကထားဆွေးနွေးခဲ့ပါတယ်။မနီပူရာပြည်နယ်နယ်စပ်တွေတွင်အိန္ဒိယနိုင်ငံတွေကလက်နက်ကင်အဖွဲ့တွေဝင်ရောက်လှုပ်ရှားနေတဲ့အေဆ တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးကြပါရစေ။ဒါအပြင်မီဇိုရန်ပြည်နယ်တွင်ငွေစည်းဝါမောင်းခိုကူမှုကအကြီးမားဆုံးရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းအစည်းအဝေးမှာပြောကြားခဲ့ပါရစေ။ဒီနောက်2024ခုနှစ်တွင်ငွေစည်းဝါနယ်စိတ်ကိုပြောင်းလဲစေတတ်တဲ့စည်းဝါများဆိုင်ရာ IOD POCSO အောက်မှာငွေစည်းဝါနယ်ဆက်နွယ်တဲ့အမှု338မှုရှိခဲ့ပါရစေ။အခုနှစ်အစကနေမေလကုန်ထိငွေစည်းဝါနယ်ဆက်နွယ်တဲ့အမှုပေါင်း134ခုရှိခဲ့ပြီးတရားမဝင်ငွေစည်းဝါအများပြားတင်းစီရမိခဲ့တယ်လို့ဆိုပါရစေ။ဒီငွေစည်းဝါတွေနဲ့ကာလာတန်ဖို့ရူဘီ84ကလေးရှိတဲ့မက်တာဖက်တမင်းစေးပြား648ကီလိုဂရမ်ကာလာတန် မ်ဘို Ruby 15.5ကရေရှိတယ် Crystal မှာ9ကီလိုရင်းကျော်ပါဝင်ခဲ့ပါတယ်ငွေစည်းဝါးရည်နဲ့အတူကလေးတငယ်တွေနဲ့လိန်အကျန်းဖတ်မှုတွေကာကွယ်ပေးထားတယ် POCS ဆိုအအောင်မှာလူမောင်ခိုကူးမှုတွေလည်းမြင့်တက်ခဲ့လို့ဆိုပါတယ်2024ခုနှစ်ကလူမောင်ကိုကူးမှု58မှုရှိခဲ့ပြီးလူ96ခုဖမ်းဆီးရမိခဲ့ကအခုနှစ်အစပိုင်းကနေမေလကုန်ပိုင်းထိလူမောင်ကိုကူးမှု34မှုရှိခဲ့ပြီးလူ92ခုဖမ်းဆီးခံရရပါတယ်